တော်လန်အနုပညာရှင်ချမ်းချမ်းအတွက်ဈေးရောင်းပေးနေတဲ့ရန်ကုန်နဲ့မန္တလေးမြို့ကလူငယ်တို့အုပ်ကိုတရားမဝင်အွန်လိုင်းဈေးရောင်းမှုနဲ့ဖမ်းဆီးထားတယ်လို့အာနာသိန်းစိုးစုရဲ့ပြန်ကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မန္တလေးမြို့ချမ်းရည်တာဆန်မြို့နယ်82လမ်းနဲ့33လမ်းနေအွန်လိုင်းဈေးအယောင်းဝယ်လုပ်ငန်းလုပ်ကင်သူအမျိုးသမီးတို့ကိုအေဘီလာ73ရက်မှာဖမ်းဆီးခဲ့ပြီးတဲ့နောက်ရန်ကုန်မြို့ဒဂုံမြို့တက်တောင်ပိုင်း54ရက်ကွက်နေအမျိုးသားတို့ကိုလည်း မေလ၈ရက်ကဖမ်းဆီးခဲ့တယ်လို့စိုးစုကဆိုပါတယ်။အဆိုတော်ချက်ချက်ဟာ Xiaomi အမည်နဲ့ Facebook page ကို2025ဖေဖော်ဝါရီလမှာစတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် online စနစ်နဲ့ရောင်းချချက်လုပ်ငန်းလှိုင်းစံမရှိဘဲနိုင်ငံသားပြည်လက်ကိုင်အိမ်၊နိုင်ခပတ်နဲ့အင်းကြီးစတဲ့အသုံးဆောင်ပစ္စည်းတွေကို online ကတဆင့်ရောင်းချကပြည်တွင်းကိုတရားမဝင်တင်သွင်းပြန်ပြူရောင်းချနေသူဖြစ်တယ်လို့စိုးစုပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။ အဆိုပါဖန်ဆီးခံရသူနှုတ်ဦးဟာအဆိုတော်ချက်ချင်းအတွက်ဈေးရောင်းပေးနေသူတွေဖြစ်လို့ဖန်ဆီးတာလို့လည်းစုပ်စုပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။အဆိုတော်ချက်ချင်းကိုအာနာသိန်းစုပ်စုကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုရာဇသက်ကြီးဥပဒေပုံမှား905နဲ့အမှုဖွင့်ထားပါတယ်။အဆိုတော်ချက်ချင်းလိုမျိုးစုပ်စုကအမှုဖွင့်ထားသူတွေအတွက်ဈေးရောင်းပေးနေသူတွေကိုလည်းဆက်လက်ဖန်ဆီးမယ်လို့စုပ်စုကခြိမ်းခြောက်ထုတ်ပြန်ထားပါတယ်။